ီကိုရအားလုံးပဲမင်္ဂလာပါသဘောဘောအသူစီစကနေကြိုဆိုလိုက်ပါတယ်ဒါညူကာဆယ်ကိုတိုင်ကိုရတာတော့မှဒါအနာရလက်ကိုရှာဖွေနိုင်ခဲ့တဲ့အာဆင်နယ်အကြောင်းကိုဒါပွဲပြီးသုံးသချက်ပြုလုပ်ပေးသွားမှာပါညီကိုရနေတဲ့ဒီပွဲစဉ်မှာညူကာဆယ်ကိုဘယ်လောက်ထိတိုင်ကိုခဲ့တယ်ဆိုတဲ့အကြောင်းလည်းညီကိုရဒါကိုယ့်ရဲ့အမြင်တွေကိုကိုမမှာရေးပေးခဲ့ကြပါကျွန်တော်ရဲ့အမြင်တွေကိုလည်းကျွန်တော်ဒီမှာသုံးသပ်သွားမယ် ဆိုတော့ဒီပွဲစဉ်မှာအာဆင်နယ်အသင်းအဖိုးတန်အနိုင်သုံးဘက်ကိုရှာဖွေနိုင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအဆင့်တစ်ကလီဗာပူးကအဲခရစ်စတယ်ဘဲလစ်ကိုရှုံးနေထားတဲ့အဆင့်တစ်ကလီဗာပူးကိုဒါအမှတ်ပြန်ကတ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မလို့အာဆင်နယ်ပရိသတ်ညီကိုအနေနဲ့ကိုယ်ကိုယ်ဂျင်းထဲမှာဘယ်လိုလဲဒါဘယ်လိုခံစားနေရလဲဒါကိုယ့်ရဲ့မြင်တွေကိုယ်မှမပြောပြခဲ့ကြပါကျွန်တော်ကတော့မထင်တာအာဆင်နယ်အခုလိုမျိုးနိုင်သွားမယ်လို့တော့ဒါပေမဲ့အာဆင်နယ်ကမဖြစ်နိုင်တာကို pull off လုပ်ခဲ့နိုင်တယ်ပေါ့ like နိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ပွဲစဉ်အကြောင်းကို ကျွန်တော်ပြောလိုက်ကြမယ်ဒီဝဲစဉ်ကြောင်းစပြီးပြောတဲ့အချိန်မှာကျွန်တော်တို့ကတော့စပြောရမှာတော့ဒီဥစ္စာလေးနဲ့စပြောရမှာပါအဓိကတော့ဒီပန်နတီကိုဘာလို့မပေးရလဲဆိုတဲ့ကိစ္စပဲဒီပန်နတီကပေးကိုပေးတဲ့ပန်နတီဗျာဘလောက်ပဲဗျာဟိုပြန်ပြီးတော့ဖြေရှင်းတာကအားတဲ့ဒီပန်နတီကိုဘာလို့မပေးရလဲဆိုတော့တဲ့ Nick Pope ကတဲ့ဘောလုံးကိုပဲဥတည်ပြီးကစားခဲ့တဲ့အတွက်ကြောင့်မလို့ Vita Yogres ကိုတိတိတတ်တားကြီး ဒူးနဲ့ဒူးချင်းဒူးချင်းတိုက်မိသည့်တိုင်အောင်ဒီကိုကဒီပနတီကိုဒီဗာဒါပြစ်တာမဟုတ်ခဲ့ဘူးပနတီပြစ်တာမဟုတ်တဲ့အတွက်ကြောင့်မလို့ပနတီမပေးခဲ့ဘူးတဲ့ဘလောက်ထိတိုင်ကိုလဲဆိုတာညီကိုတို့စဉ်းစားကြည့်ဗျာအိုးယူကာဆယ်ဘက်ကသွင်းသွားတဲ့ဂိုးမာကတစ်ဖက်ဝေါ်တာမာဒါကနေပြီးတော့ကယ်ရီယာမဂန်ဟစ်ကိုတွန်းလိုက်တဲ့ပုံစံကအရင်ပြင်းထန်တဲ့တွန်းတွန်းတာမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်တယ်အဲ့လို့ဆိုတော့ အရင်အဲ့ကူနဲ့ပတ်သက်ပြီးတော့အီလီဂယ်ဖြစ်တယ်လီဂယ်ဖြစ်တယ်အဲ့ဒါကိုကျွန်တော်မငင်းခုံချင်ဘူးကျွန်မဒါမဲ့ဒီပနတီကတော့ပြို့ပစ်တဲ့နဲ့ပနတီလို့ကျွန်တော်ထင်တယ်ထင်တာမဟုတ်ဗျာလုံးဝဖြစ်ဖြစ်ကိုဖြစ်တဲ့နဲ့ဥစ္စာအဲ့တော့ဒီဗီဒီယိုကျွန်တော်အခုဒီဗီဒီယိုထဲမှာသုံးထားတဲ့ပုံတွေကတော့အာဆင်နယ်မြန်မာ fan page ကနေပြီးတော့ပုံတွေကိုယူသုံးထားပါတော့ဆိုတော့ကျွန်တော် credit ပေးပါတယ်အာဆင်နယ်မြန်မာ fan page ကပုံတွေကိုသူတို့ crowd လောက်ပြီးလောက်ထားတဲ့ပုံလေးတွေပေါ့နော်အခုဒါပနတီ73မိနစ်မှာ14မိနစ်ဝင်းကျင်မှာရခဲ့တဲ့ ပနတီပြစ်ဒဏ်ကို VR ကြည့်ပြီးတော့မှမပေးခဲ့တဲ့အတွက်ကြောင့်မလို့ဒါလီဗျာအာဒီတာရဲ့ reaction ပဲဖြစ်ပါတယ်ကျွန်တော်တို့လည်းအဲ့တိုင်းပါပဲလီဗျာအာဒီတာလို့ပါပဲလုံးဝပေးကိုပေးရပြီဆိုပြောအားသွားပြီအားကြီးတော့ပနတီရပြီအားကြီးတော့စပြီးအဖွင့်ကိုရပြီဆိုပြီးတော့တို့ထင်ထားတဲ့အချိန်မှာအာဒီတာနဲ့ကျွန်တော်တို့ပြစ်တက်တွေအကုန်လုံးရဲ့ reaction တွေကတော့အတူတူပဲဖြစ်မှာပေါ့နော်ညီကိုတို့ဒီဘက်ကစာကားဒါ55မိနစ်ပြီးကြတော့သွားပြီးစောတကတက်တဲ့အချိန်မှာလဲ နီးပြားတွေပြပြန်ပြီးကောလွှတ်နေရပေါ့နော်အဲ့အလဲကနီးပြားကွင်းလက်တိုင်းဒီနေ့ပွဲစဉ်အာဆင်နယ်နဲ့ဒီညူကာဆင်နယ်ပွဲစဉ်ကိုကန်တွေခဲ့တဲ့ထိုင်လူကြီးရတော့ဒါလီဗာပူးအသင်းကိုအားပေးတဲ့ထိုင်လူကြီးဖြစ်တယ်ဆိုပြီးတော့ဒါအာဆင်နယ်မြန်မာဖန်ပေ့ချ်ကနေပြီးတော့တင်ထားတဲ့ပုံလေးကိုတော့တွေ့တယ်သူတို့ကလည်းဒါတချောတခြား page ကနေပြီးတော့ပြန်ယူပြီးတင်ထားတာပေါ့နော်ဆိုတော့လီဗာပူးကလည်းရှစ်တရက်ကလည်းရှုံးထားတာဆိုတော့အညိုးတွေနဲ့များအာဆင်နယ်ကိုလုံနေသလားအောင်းမေးရတယ် အဲ့လိုဝင်ကြလို့ရာဆိုတော့ auditor ကိုတော့ဒီနေ့ပွဲမှာတော့ချီးကျူးကျင်တာကလူစားလဲမှန်ကန်ခဲ့တယ်လူစားလဲလိုက်မှုမှာဒါလိုအပ်နေတဲ့ခြေပါကိုကို merino ကနေပြီးတော့သွင်းပေးနိုင်ခဲ့တယ်ပြီးရင်တော့လိုအပ်နေတဲ့အနိုင်ကိုတော့ဒါ service ကနေပဲ gpm က hash ကနေပြီးတော့သွင်းသွားခဲ့တယ် ကဲဟုတ်ပြီဒီပွဲစဉ်မှာဒီအာဆင်နယ်ဘက်ကမတရားခံခဲ့ရတဲ့ကိစ္စကိုတေချာပြောပြီးသွားပြီဆိုတော့အာဆင်နယ်အသင်းရဲ့ဒီနေ့ပွဲစဉ်ရဲ့အကောင်းဆုံးပုံစံဘာကြောင့်အာဆင်နယ်တင်အလောက်ကြီးဒီကောင်းရလဲဆိုတော့အကြောင်းလေးတွေကိုကျွန်တော်တို့သုံးသပ်သွားကြမယ်ပေါ့နော်ဒီနေ့ပွဲစဉ်မှာကျွန်တော်ကကျွန်တော်မျက်စိထဲမှာဒါကိုယ့်ကိုယ်ကိုယ်မြင်တဲ့ကစားသမားဆိုရင်တော့ကျွန်တော်ကတော့ declare rush ကိုပုံမြင်တယ်ဗျအရှိပွဲစဉ်တွေမှာ declare rush နဲ့ပတ်သက်ပြီးတော့ကျွန်တော်တေချာကိုမမြင်ခဲ့ရဘူးဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ declare rush ကိုဒါပွဲဒီဒီကွင်းရဲ့နေရာ မျိုးစုံမှာတောင်မန်တွေကိုပဲကြည့်မလားကွင်းလယ်ကိုပဲကြည့်မလားနောက်တန်းကိုပြန်ကူတာပဲကြည့်မလားအရှေ့တန်းမှာခေါင်းတိုက်တာခေါင်းတက်တိုက်တာကိုပဲကြည့်မလားဒီ service တွေကိုထောင်ပေးတဲ့ corner တွေမှာသွားပြီးတော့သွားပြီးနေရာယူတာပဲကြည့်မလား declare rush ခြေမချတဲ့နေရာမရှိပါဘူးစင်ချင်းစင်ချင်း pass ဒီကွင်းတစ်ခုလုံးမှာနေရာယူရတဲ့ကစားသမားကတော့ declare rush ဆိုတော့ကျွန်တော်ကတော့ချီးကျူးခြင်းတယ် ဆိုတော့အာဆင်နယ်အသင်းဒီနေ့ပွဲမှာအနိုင်ရရှိခဲ့တဲ့အကြောင်းအရာတွေကိုပြောပါဆိုရင်တော့ set piece ပါတစ်ဖက်ကဒါ Newcastle လိုအသင်းမျိုးကို set piece ကနေဂိုးသွင်းဖို့ဆိုတော့တော်တော်ခက်ခဲပါတယ်အာဆင်နယ်အသင်းတောက်လျှောက်ကိုစူးစမ်းခဲ့တဲ့အချိန်မှာမိနစ်80 85မိနစ်လောက်မှာပါ84မိနစ်လောက်မှာပွင့်သွားတာပေါ့နော် Marino ရဲ့အဲဒီ counter attack နဲ့အတူ Arsenal အသင်းပွင့်သွားပြီးတော့ Arsenal အသင်းကအဲပွဲစဉ်မှာအဲအဲအနေထားမှာဂိုးရရှိခဲ့တယ်အခုကတော်တော်အဖိုးတန်ပါတယ် ဘယ်ဝမရခင်ချိန်မှာလဲဒါပထမပိုင်းဒုတိယပိုင်းမှာအာဆင်နယ်အသင်းရှားခဲ့တဲ့ဖွင့်ရည်တွေအများကြီးအများကြီးပဲရှိပါတယ်၄ချိန်၅ချိန်လောက်ကိုရှိပါတယ်ကျွန်တော်မှတ်မိသားဆိုအန်စီနှစ်ချိန်ရှိမယ်ဒီဒုတိယပိုင်းမှာဆိုလို့ရှိရင်မမရရဆိုရင်ဒါတင်းပါရဲ့ကောင်းတိုက်ချက်ရှိမယ်ပထမပိုင်းမှာဗျာအန်စီကန်နဲ့ကန်ချက်တွေကတော်တော်ကောင်းတာဗျာတော်တော်ဂိုးသမားဆိုလို့ရှိရင်အဲ့ဒီဟိုကဝင်မှာမဟုတ်ဗျာနစ်ပုတ်ကတော်တော်လေးကိုဒီနေ့ပွဲမှာလက်စွပ်တော်တော်ပြသွားခဲ့တာတကယ်လို့ဒါနစ်ပုတ်ကလက်စွပ်မပြဘူးဆိုလို့ရှိရင်အာဆင်နယ်ကအဲဒီပက်နတီမရခဲ့သည့်တိုင်အောင် ဒီဒူကဆယ်ကစပြီးဂိုးမသွင်းခင်အချိန်မှာဆိုလို့ရှိရင်အာဆင်နယ်ကအနည်းဆုံး2ဂိုးလောက်တော့ပြတ်နေမဲ့အနေအထားရှိတယ်ဒါပေမဲ့နစ်ပုတ်ကတော်လေး lesson ပြခဲ့တဲ့အတွက်ကြောင့်မလို့အာဆင်နယ်အသင်းကရာသင်းရထိုက်တဲ့ဒီဥဆောင်ဂိုးတွေမရခဲ့ဘူးပေါ့နော်တစ်ဖက်ဂိုးသမားကောင်းတဲ့အတွက်ကြောင့်ရောဒါန်ကလည်းဒါရုံညံ့တဲ့အတွက်ကြောင့်ဒါဒါန်ကလည်းဒီယူကဆယ်ကိုကူတဲ့အတွက်ကြောင့်မလို့အာဆင်နယ်အသင်းကတော့ခုလိုမျိုးဒီကျုံးတံမီကစားခဲ့ရတဲ့ပုံစံဖြစ်ခဲ့တယ်အဲတစ်ဖက်ကဒါနျူကာဆယ်ဘက်ကကြည့်မယ်ဆိုရင်အဲဒီဟောင်းက ဒါပထမပိုင်းမှာဆိုလို့ရှိရင်အာဆင်နယ်ကိုရှင်ပြန်ကစားတဲ့ပုံစံက4-5-1ဆန်တယ်4-5-1ဆန်တယ်အာဆင်နယ်တင်းကပထမပိုင်းနဲ့ဒုတိယပိုင်းမှာဆိုရင်ပထမပိုင်းမှာဒါတစ်ဖက်ကဒီ Newcastle ရဲ့ mid block ကိုအပြေရှာတဲ့ပုံစံမှာအာဆင်နယ်တင်းဘက်ကနေပြီးတော့နိုင်ငယ်လေးသူတို့အပြေမရှာနိုင်ခဲ့ဘူးခွင့်ရရခဲ့တဲ့အချိန်မှာအဲ့ခွင့်ရတွေကဟို clear cut chance တွေမဟုတ်ခဲ့ပဲねဒီ penalty ကိုကပနတီရနိုင်တဲ့အခွင့်အရေးရလွဲလို့ရှိရင်ကျန်တဲ့အခွင့်အရေးတွေတော်တော်များများကဂျင်းနဲ့ကြက်တဲရနေတော့တွင်းရတဲ့အနေအထားဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါဟိုဒါနီးပြအာတီတာကနေပြီးတော့ဒုတိယပိုင်းမှာပြင်ဆင်ဖို့အတွက်စူးစမ်းလာခဲ့တယ်ဒီနောက်တန်းမှာနည်းနည်းလေးအမှားတွေလုပ်နေတဲ့မော်စကွဲရာကိုထုတ်ပြီးတော့ဆာလီဘာကိုထည့်လိုက်တဲ့အချိန်မှာဂဗီယယ်မဂါဟစ်ဆက်ဆာလီဘာနှစ်ယောက်ကတော့တော်တော်လေးငြိမ်းနေပြတယ်ဒီပွဲမှာဒီပွဲပြောစရာတွေကတော့ထပ်ပြီးတော့အများကြီးရှိသေးတယ်ပေါ့နော်ပြီးရင်ဒါထရော့ဆာနဲ့အဇေးရဲ့ကစားတဲ့ပုံစံအဇေးဆိုလို့ရှိရင်ဒီနေ့ပွဲမှာကျွန်တော်တို့ မြင်ကျင်တဲ့အစည်းကိုထားစေခြင်းတဲ့ပုံစံကိုကျွန်တော်ဒီနေ့ပွဲမှာမြင်ခဲ့ရတယ်ပြောလို့ရတယ်အစည်းကိုနံပါတ်10ရိုးရှယ်ရိုးစထရိုက်ကပုံစံဒီနံပါတ်8ရိုးအဲ့လိုမျိုးပုံစံတွေမှာသူ့ကစားသူ့အားနေပြီးလွတ်လွတ်လပ်ရွေးရှားလို့ရအောင်အနောက်ကနေဇူဘီမန်တီနဲ့ဒီကလရိုက်ကထောက်ပေးထားတဲ့ပုံစံနဲ့ကစားခဲ့တဲ့အတွက်ကြောင့်မလို့အစည်းကအာဒီဘဲချမ်းမှာဘောလုံးရသွားပြီ trosset ဘောလုံးရသွားပြီ calvary ဘောလုံးရသွားပြီဆိုရင်အစည်းကဘဲချမ်းရောက်သွားတယ်တပတ်ကစာကာနဲ့တင်းမကြီးကိုဘောလုံးရောက်သွားပြီဆိုရင်အဇေးကအဲ့နေရာမှာရှိနေဆိုတော့အဇေးကဒီနေ့ပွဲမှာ လည်းသူကလည်း silent hero လို့ပြောရမှာပေါ့နော်။ဘာကြောင့်ကျွန်တော်အဲ့လိုပြောလဲဆိုတော့ declarize ကကျွန်တော်မျက်စိနဲ့မြင်နေဆိုမှအဇေးကလည်းဒါတိုက်စစ်ကိုကူတဲ့နေရာမှာဒါတစ်ဖက်ကတောင်ပန်ကစားသမားတွေအရင်ဂျင်းနေချက်တွေမရောက်အောင်တော့သူကသွားပြီးကူပေးတာရောကျွန်တော်တွေးခဲ့ရတယ်။ပြီးရင်တော့ဒါ Arsenal အသင်းရဲ့ set piece တွေရောဒီ Newcastle အသင်းရဲ့ set piece တွေရောတော်တော်လေးတောင်းခဲ့ကောင်းခဲ့တာမှာ Newcastle ဘက်ကလည်းတကူရတယ် Arsenal ကတော့ Newcastle ရဲ့ set piece ပိုကောင်းတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မလို့2-9ရသွားတယ်။အဲ့2-9ကပဲ2-1ဆိုရရလက်နဲ့ အာဆင်နယ်တင်းကအခုလိုမျိုးနိုင်ရလက်ကိုဖော်ဆောင်နိုင်ခဲ့ရပေါ့နော်ဒီကိုရင်းနဲ့ဒီပွဲစဉ်မှာဘလောက်ပဲပဲကျွန်တော်တကယ်ပြအာဆင်နယ်တင်းကိုတကယ်ချီးကျူးတယ်ဘလောက်ပဲဟိုတစ်ဖက်အဲဒီဒါယားနေပြီးတော့အာအာဒါယားနေပြီးတော့ဗျာလိုက်ပြီးတော့ဟိုနျူကာဆယ်ကိုထိုင်ကူတီးတန်အောင်အာဆင်နယ်တင်းကသူတို့စိတ်ပြတ်သွားတဲ့အချိန်ကြီးဆိုတာရှိခဲ့တယ်အာရန်အဆင်မပြေခဲ့သူတို့ကစားရတာမှာ တစ်ဖက်အတင်းကဒီ541နဲ့ဒုတိယပိုင်းမှာဒီကစားလိုက်တဲ့အချိန်မှာဟိုတော်တော်လေးဟိုဖိုးဖောက်ခက်ခဲသွားတဲ့အနေအထားတွေရှိခဲ့တဲ့ဇာတ်အောင်အာဆင်နယ်တင်းကကြိုးစားပန်းစားနဲ့နိုင်မခံရှုံးမပေးတဲ့စိတ်ဓာတ်နဲ့နောက်ဆုံးမှာရသရထိုက်တဲ့၃မှတ်တကယ်ကိုထိုက်တန်တဲ့အနိုင်ပွဲကိုရှာဖွေနိုင်ခဲ့ပြီးတော့ဒါလီဗာပူးအတင်းကိုနောက်ကနေပြီးတော့ထက်ချက်မကွာဖိအားပေးနိုင်ခဲ့တယ်လို့ကျွန်တော်နောက်ဆုံးအနေနဲ့သုံးသပ်ချင်တယ်ဆိုတော့ညီကိုရင်းနေနဲ့ကျွန်တော်ရဲ့အမြင်နေနဲ့အမြင်တူတာလည်းရှိမယ်အမြင်မတူတာလည်းရှိမယ် ဟိုဗျာနောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒီ minute 80လောက်ဒီ one one ဖြစ်သွားတဲ့အချိန်မှာ Newcastle ဘက်ကနေပြီးအခွင့်အရေးထက်ရခဲ့တယ်အဲ့အခွင့်အရေးမှာဒါ Gabriel Magalhaes က left သွားတဲ့အလုံးရှိတယ်အဲ့လောကပေးတင်လာဆိုတော့လက်ကြီးကတော့ short throw ဖြတ်ထုတ်တဲ့အချိန်မှာလက်ကတော့အပေါ်မြောက်နေမှာပဲကျွန်တော်အမြင်ကတော့အဲ့လိုလက်ကမြောက်နေတဲ့ပုံစံက another position ဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဒီအလုံးပါဆိုလို့ရှိရင်ဒီ ်ဂေဘရီယယ်မဂါဟစ်လက်ထိသွားတဲ့အလုံးပနတီအေရီယာထဲမှာလက်ထိသွားတဲ့အလုံးနဲ့နစ်ပုတ်ကနေပြီးတော့ပီတာယိုကရက်စ်ကိုကျွလွန်လိုက်တဲ့အလုံးနဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်တော့တိတိတသားကိုနစ်ပုတ်ကနေပြီးတော့ပနတီကျွလွန်ခဲ့ရလို့ကျွန်တော်ကတော့သုံးသက်ချင်တယ်ဒီနှစ်ခုကိုပဲရှင်ပြရပါကျွန်တော်ထင်တယ်ပီတာယိုကရက်စ်ဟိုကိုကျွလွန်လိုက်တဲ့ပနတီကိုတန်းနေမပေးခဲ့တဲ့အတွက်ကြောင့်မလို့ Gabriel Magalhaes လက်ထိသွားတဲ့ပနတီအလုံးကိုလည်း ် VAR ပြန်ကြည့်ပြီးတော့မှမပေးဘူးလို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့တို့ကဘယ်သာဘဲချေပြန်ဖြစ်ပြန်ချေပေးတဲ့ပုံစံလားတော့မသိပါဘူး။ဒါမှမဟုတ်အဲ့ဒါတော့အရေးမကြီးပါဘူး။အရေးကြီးတာတော့နိုင်ပွဲပါ။အာဆင်နယ်နေနဲ့အခုတော့ထိုက်တဲ့တန်တန်နိုင်ပွဲရတယ်။တခြားသူတွေကဘာဘယ်ဘာဘလိုပဲပြောနေကြပါစေ။အာဆင်နယ်တင်ထိုက်တဲ့တန်တန်နိုင်ပွဲရခဲ့တယ်။သူတို့စင်ဂျိစ်ဘတ်မှာတောက်လျှောက်မနိုင်ခဲ့တာမှာဟိုနိုင်ပွဲတွေ့သွားခဲ့ပြီ။အာဆင်နယ်တင်နေနဲ့နောက်လာမယ့်ပွဲစဉ်တွေမှာတက်ဖို့ကောင်းတဲ့ခြေစွမ်းတက်ဖို့ကောင်းတဲ့နိုင်ပွဲတွေ ရရှိပါစေလို့ကျွန်တော်ဆုတောင်းပေးနေပါဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါမယ်ကြည့်ရှုအားပေးကြတဲ့ညီကိုပရိသတ်တွေအားလုံးကျေးဇူးများတင်ပါတယ်ဗျာ